စိနေပုံမဲ့ဆိုလို့ရှိရင်စိနေတကယ်အမှန်ပြပြပါပုံမဲ့ဆိုလို့ရှိရင်စကားနဲ့အလုံးနဲ့လိုက်ပို့မှာဖြစ်ပါတယ်။နော်တကယ်တော့စကားနဲ့အလုံးမှမပါဘူးဆိုလို့ရှိရင်စိမှာလဲအမှန်မှန်ကန်ကန်မပါဘူးလို့ပဲယူဆပါပဲ။နော်အဲ့မှာတကယ်တကယ်မဟုတ်တော့ဘူး။နော်တကယ်တကယ်ဆိုလို့ရှိရင်တချို့မှာဆိုပြီးတော့စကားနဲ့အလုံးမှမေတ္တာပါတယ်စိမှာမပါ အဲ့လိုစင်တော့အဒီဟာနည်းနည်းအာနည်းနည်းဘယ်လိုပြောမလဲအတူအတူဖြစ်ပါသလားဆိုပြီးတော့ခင်စားနေနော်အဒီဟာတတတံဒါဆိုသူကစပါဆိုစပါဆိုသူတို့မှာအာယူရထားလေအတိုင်းနော်ဒီလိုလုပ်တယ်ဟိုလိုလုပ်တယ်လုချင်းလို့မဟုတ်ပါဘူးနော်သူတပါးကိုတပုတ်ကြလို့မဟုတ်ပါဘူးသူတခြားလူတွေကလည်းလောက်ကြလို့ကိုကလည်းလောက်တယ်အဲ့လိုပဲရှင်အဲ့လိုလဲအမျိုးအစားရှိပါတယ်မမြတ်တာအစ်စ်မဟုတ်ပါဘူး အဲ့တော့မေတ္တာအစစ်ဆိုလို့ရှိရင်အမြဲတမ်းစိတ်ကနေလာတယ်။ဒါကြောင့်ကျွန်တော်တို့ကအမြဲတမ်းစိတ်ကိုပတ်ထမထားနော်စိတ်မှာအတိတ်ကမေတ္တာသက်သက်ချာချာကျင်းကျင်းချံအထောက်လိုက်ပြီးတော့ပြီးရင်စိတ်ကနဲ့အလုံးမှာတခါတဲ့သူ့အတ္တဘဝအတိုင်းပါသွားတယ်။နော်တတိလိုက်ကမဲ့ဆိုလို့ရှိရင်ပိုးလွှဲတာပေါ့ ုကတရားအမထုတ်တဲ့အခါမှာလဲတတိကနိုင်မဆိုလို့ရှိရင်စကားရောအလုံးမှရောမေတ္တာထားရတာပိုလွယ်ပါတယ်နော်တော်တော်များများကတရားအထုတ်တဲ့အခါမှာပဲတတိကပြီးမေတ္တာပို့တယ်ပြီးရင်တတိမကတ်တော့ဒါဆိုစိတ်ထဲမှာမေတ္တာကောင်းကောင်းမွန်မွန်ရှိပေမဲ့တတိမကတ်တဲ့အတွက်နော်မေတ္တာမပို့တော့မေတ္တာမဖြစ်တော့ဘူးပေါ့နော်အလုံးရောစကားရောမဆိုတော့တတိမရှိတော့ဘူး အဲ့ဆိုဘာတွေလုပ်လဲစဉ်းဝင်စားဘူးဒီတိုင်းပဲနေတာအဲ့တော့တတိကမဲ့ဆိုလို့ရှိရင်တည်တယ်အော်တည်ထားပါဒီနေရာမှာငါကမေတ္တာဖြင့်စကားပြောမလားဒါမှမေတ္တာမပါဘဲနဲ့စကားပြောမလားဆိုရဲအဲ့ဒီတတိကညီမကူညီပေးပါတယ်တော့ဒါဆိုတတိတော့လို့တယ်တတိမရှိရင်တော့မရပါဘူးမပြေဆုံးဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်